ကဲရှင်ပြမယ်ဆိုလို့ရှိရင်ပထမအနည်းဆုံးတစ္ဆပြင်စကကမ္မထံတော့ပြရတယ်။အိုးကောင်းမကြီးခင်ချင်းမပြုခင်ပထမတစ္ဆပြင်စကကမ္မထံစက်နိုင်ရင်တို့တိသာကာရကမ္မထံတစ္ဆပြင်စကကမ္မထံကိုပฏิကူလမနတိကာရဆက်ဆုပ်ဖွယ်နှလုံးသွင်းသောအနည်းနဲ့ကလေးကသင်ပြရမုံတိသာမင်းကိုအပေါ်ပိုင်းမှာ မြင်နိုင်တယ်လို့ကြည်စားဟေးသမင်းနေမရှိဘူးလားရှိတယ်အဲ့ဒါဒီသက်ဆုပ်ပွဲမကောင်းဘူးလားကွယ်မွေးညင်းနေမရှိဘူးလားရှိတယ်ခြေသေးလက်သေးတွေမရှိဘူးလားရှိတယ်သွားဒီဘောကွယ်ရှိတယ်အဲ့ဒါဒီလည်းညွန်စရာတွေနော်သက်ဆုပ်ဖျားတွေအပေါ်ရမှာအုပ်နေတဲ့အရေကောမမြင်ဘူးလားမြင်တယ်အဲ့ဒါလည်းသက်ဆုပ်ဖျားညွန်စရာကွယ်ဒီခန္ဓာကိုယ်ကမပွားသေးတဲ့ သာယာပွဲနှစ်သက်ပွဲလို့ထင်နေမယ်လို့မင်းကွယ်ကောင်းရိပ်လိုက်တဲ့အခါကျတော့အောက်ကျသွားတဲ့သဘင်ကလေးနောက်တစ်ခါမင်းအိတ်ကထင်းများပြန်ထည့်ခြင်းလေးတာမထည့်ခြင်းညွန်းလား။ဟိုဟိုဘက်လည်းသွားလို့ပြန်ကြည့်ရင်ကိုယ်သဘင်ကိုညွန်းတာအမှန်ပဲလို့ထို့အတူမွေးရင်လည်းပဲဟုတ်လားခန္ဓာကိုယ်ကကင်းကွာသွားရင်ဒီလောက်ကိုနှစ်သက်နေတဲ့ကိုယ်ကမွေးရင်လို့မျိုးချရပါမလားဘယ်သူမှမမျိုးချနိုင်ဘူး။ လွတ်သွားလိုက်တယ်ဆိုရင်တခါနဲ့ဆက်ဆုပ်ရင်းရှာပွဲသဘောပုံပုံကြီးပေါ်တော့ခြေသက်လက်သက်သားချင်ရှားလိမ့်မယ်ခြေသက်လက်သက်လည်းပဲဒီခန္ဓာကိုယ်ကလှီးပြီးလိုက်တယ်ဆိုကြတဲ့ကောယွန်းလာတယ်ဒီလှီးပြီးမှကိုယ်ကယွန်းနေတာမသိခင်ကတည်းကဒါလည်းယွန်းစရာလို့သိရသွားတော့ပဇတ်သေးစီတုံးမှာတော့သွားကပလဲကိုယ်တို့ဘာတို့ညာတို့နဲ့ချီကျူးလိုက်ရတာဟဲ့လား တကယ်လို့ဒီဘက်ဇနီးကြီးနဲ့ကျိုးပြီးတော့ထွက်သွားသမှာတရက်၂ရက်၃ရက်လောက်ဆိုရင်အတုပကြီးအိမ်ထားရတယ်လို့ပဲအောင်းမိပြီတခါလေးကိုစွန့်ပြစ်တော့ဒီခန္ဓာကိုယ်ကလွတ်သွားပြီဆိုရင်ဒါတွေရဲ့ပฏิကူလသဘောပေါ်ပေါ်ကြီးပေါ်တယ်ဒီခန္ဓာကိုယ်ကမလွတ်ခင်ကလေးကိုငါသဘင်းငါမွေးရင်းငါခြေသေးသေးငါသွားငါအရေးလို့ မာသုတဲ့ဆွဲလန်းချက်တဏှာအဆွဲမာနအဆွဲတဏှာမာနသောမှုနေတဲ့အခါမှာသာသာယာပွဲတင့်တယ်ပွဲသင်ပေမဲ့လို့တကယ်စင့်စစ်တဏှာမာနခွာပြီးတော့ကြည့်လို့ရှိရင်ပြင်ပြီးသံမင်တွေမွေးရင်းတွေခြေသက်လက်သက်တွေအယေဒူအယေဘသွားဆိုတဲ့အနည်းဆုံးတော့ပွဲဒီကုဋ္ဌာကငါးပါးမြင်အောင်ကြည့်ဒါတွေဟာဆက်စုပ်ပွဲတွေမဟုတ်လားဟုတ်တယ်ခင်ဗျ ကိုင်းဒါဖြစ်ရင်အဲ့ဒီကုသသနာပါကြည့်ပြီးတော့ငါဤဇလံမြတ်လာသောဤခန္ဓာကိုယ်၌သက်ဆုပ်ဖွယ်ရာကောင်းတဲ့သံပင်အစုတွေမွေးခြင်းအစုတွေခြေသွဲလက်သွဲအစုတွေသွားဆိုတဲ့ကုသသအစုတွေအေးလူအေးပါဆိုတဲ့ကုသသအစုတွေရှိပါရကားဓာတ်တွေဒီသက်ဆုပ်ဖွယ်ပြီးပါရကားညွှန်ရှာဖွယ်ပြီးပါရကားလို့အဲ့ဒီလိုမင်းနှလုံးသွင်း ကောင်းပါပြီဆရာတွန်းတပလာတွန်းတပြီတွန်းတရင်ကိုင်းဆန်ချကြလို့ဆန်ချအဲ့ဒီလိုတစ္ဆပြင်းစကဓမ္မဆန်းကိုနှလုံးသွင်းတတ်အောင်သင်ပြီးမှရှင်ပြုပေးတယ်ဆန်ချပေးတယ်ဘာပြုလို့တုံးဆိုတော့ဒီတစ္ဆပြင်းစကဓမ္မဆန်းဟာရှိကစီးပြန်းခဲ့ဘူးရင်ဆန်ချနေတော့ဆန်ချပြီးအဆုံးမှအရဟတဖို့ပေါ့ရောက်တတ်တယ် ကျေးဇူးဥပကာရအင်မတန်များရှိကအစ်အလာ မပြုတ်ရဘူးတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲဒီတစ္ဆပြစ္ဆကကမထနှလုံးသွန်းလာနဲ့အရဟတဖို့ရဲ့ဥပနိဗ္ဗီပစ္စည်းအထောက်အပံ့ဖြစ်နိုင်တယ်ဒါကိုဣတိဟိကမထနံသဗ္ဗဗုဒ္ဓနာအဝိဇ္ဇဟိတမေဝအထကသာရဟိမန်ဤဤတံကမထနံဤတစ္ဆပြစ္ဆကကမထကို ။သမ္ဗဗုဒ္ဓံခတိငောဖယားရှင်တို့သည်အဝိဇ္ဇဟိတမေဝမစွန့်ပေအတ္တိရာ။အထူးသူတို့ဖယားဒီပေဖယားမှတသပင်ခေကကမ္မထံကိုလက်လွတ်တော်မီစွန့်ပေတော်မီတယ်လို့မရှိဘူး။ေတာတိသူဧကေကကုဋ္ဌတေသူအရဟတံပတ္တာနံဘိက္ခုနံဘိဘိက္ခုနီနံဘိဥပါဒကနံဘိဥပါတိကနံဘိပရိစေတောနတိဟိမိုင်း ေသာတိသူသံဃာစာရှိကုန်သောဧကေကကုဋ္ဌတိသူ တခုတခုသောကုဋ္ဌသတို့၌အရဟတံပတ္တနံရဟတဖို့တို့ရောက်ခဲ့ကြကုန်သောဘိက္ခုနံပိယဟန်ယောက်ျားတို့ဤ၎င်းဘိက္ခုနီနံပိယဟန်မိန်းမတို့ဤ၎င်းဥပါဒကာနံပိဓာယကာယောက်ျားတို့ဤ၎င်းဥပါတိကာနံပိဓာယိကာမတို့ဤ၎င်းပရိစ္ဆေတော်အပိုင်းအခြားသည်နတ်တိမရှိဘူးโอ้สัมเบญ မွေညင်အစရှိတဲ့32ကုဋ္ဌာသတဲ့မှာတစ်ခုတစ်ခုသောကုဋ္ဌာသကိုစူးစူးဆိုက်ဆိုက်ရှုတာနဲ့သမာဓိအခြေခံပြီးတော့ဝိပဿနာဉာဏ်ဆယ်စဉ်စိတ်ပြီးအရာတမဲအရာတဖို့ပေါက်ရောက်ကြတဲ့ယဟန်တော်တွေဘိက္ခုနီမတွေဥပါဒကတွေဥပါတိကတွေဘလောက်ပဲလို့မပြောနိုင်ဘူးတဲ့အရေးအတွက်သင်္ချာလုံးမြောက်ရရရှိတယ် အပြတ္တဘိက္ခုပန္နာပပ္ပဇင်တာရဟန္တာဥပနိသယမနာသင်တိအထကတာဆရာတော်ကအပြတ္တဤအချက်နိုင်မလိမ္မာကြကုန်သောဘိက္ခုပန္နာယဟံသူကတော့ပပ္ပဇင်တာရှင်လုံးကလေးများကိုအရှင်ပြုကြကုန်ပြီရှိတော်အရဟန္တာဥပနိသယအရဟတ္တဖို့ဤဥပနိသယီဖြစ်တဲ့ ဤသစ္စာပြင်ဆက်ကကမ္မထံကိုနာသိမ့်သည့်ပစ္စည်း၍ပြကြကုန်၏နာမလဲတဲ့မလိင်္ဂတဲ့ယဟန်တွေကတော့အမျိုးကောင်းအမျိုးကောင်းသာရှင်လောင်းကလေးများရှင်ပြုတော်မယ်ဆိုရင်အဲ့ဒီသစ္စာပြင်ဆက်ကကမ္မထံမပြိုးပင်နဲ့တဟာတဝါဝပေါ်ဒီဓာတိကြော့ပြီးတော့အရဟတဖို့ရဲ့ ဥပနိဒကြီးဖြစ်မဲ့ဤသက်သပြင်စကကမ္မထံကိုဖြည့်စီပြကြတယ်တဲ့။ဒါနမသုကြောင့်စီရောအရှင်သာရိပုတ္တရာမရှိသည်ကမ္မထာနံအသိခိတဝသက်သပြင်စကကမ္မထံကိုရှင်လောင်းကိုတိစ္ဆာအာနာလေအောင်ပြောကြပြီးမှပပဇိနဝပပဇိတိရှင်ပြုပေ၏ပပဇိတဝရှင်ပြုပေကြီးမှ ဇသာသူသိခာပတိသူသိခာဘုံ၁၀ပါးတို့၌ပဋိဌာပိတိဒီစီခဲ့လေပြီလို့ဒါကြောင့်ရှင်သာရိပုတ္တရာမောင်သိက္ခာကိုတသပြင်းစကတမထံပထမနားလေအောင်ပြုတ်ပြပြီးမှတရဏဂုံပေးလို့ရှင်းပြတယ်ရှင်းပြပြီးတော့မှ၁၀ပါးသီလမြတ်ထိမ့်သိမ့်စောင့်ရှောက်ပြီတယ်